အနေနဲ့ဝတ်တယ်ပြီးတော့ဆရာဆက်တိုင်းပါရစီဒီလိုဆရာတော်လည်းပါတယ်ကနောင်းမကြနောင်းကြပါစီနေလို့ဆက်ပါလို့ဒီမလေးကတော့ကပြီးတော့လို့ပုရိသအဲ့တော့ပုရိသကိုကလေးကိုဓမ္မလည်းပြောရတယ်ဟုတ်လားတက်တိတ်လည်းပဲယူတယ်ဟုတ်လားပုရိဥစ္စေဌာနေတီတီတိဆိုတဲ့ဒီကျော်က သမဝိဇုလည်းပြောရတယ်။အဲရူပမိဒန်တိကတတိဝိဇုရှင်းတယ်လေသူကရှိူးတယ်ပေါ့။အဲပုရိသလေး။အဲ့လာပြီးတော့လိင်ကအဲ့တော့လိင်ကလေးဝိဇုရေးလိုက်ပေါ့လိင်ကအဲ့တော့လိင်ကကတော့တပည့်တော်ရူပတရီမှာလဲဝိဇုလေးပြထားတယ်ပုပ်စစ်မှာလဲအဲ့တိုင်းပဲသူကပြထားတယ်လိင်ကဆိုပြီးတော့အိဗယ်လေ။အဲ့တော့လိင်ရဲ့အင်္ဂရဲ့နှစ်ခုပေါင်းပြီးတော့လိင်ကအဲ့လိုဖြစ်တာပေါ့ အဲ့တော့အင်္ဂါကလည်းဒီနေရာမှာအဝယောဘအစိတ်အပိုင်းကိုသူကဟောတယ်အစိတ်အပိုင်းအဲ့တော့အစိတ်အပိုင်းကိုသူကဟောတာပေါ့ဒီလိုဒါကြောင့်အင်္ဂါလေးကိုအရင်ဆုံးဆိုလိုက်ပေါ့အင်္ဒီယတိအင်္ဒီယတိအဝယောဘာဝိနဟောအစိတ်အစိတ်အဖြစ်ချင်းအင်္ဒီယတိအဝယောဘာဝိနအင်္ဒီယတိဟောလားအဝယောဘာဝိနညာယတိတိအင်္ဂံဟော အင်ဒီယတိအဝါယောဝဘာဝိနညာယတိတိအင်္ဂံအင်ဒီယတိအဝါယောဝဘာဝိနညာယတိတိအင်္ဂံဒါအစိတ်ပိုင်းဟောတဲ့အင်္ဂပဲသူကအဲ့ဒါအဝါယောတဲ့ဟောလားအစိတ်အစိတ်ကိုရတယ်အဲ့ဒါပဏ္ဏတဒီကဝိဇုပေါ့အဲ့တော့အင်ဒီယတိအဝါယောဝဘာဝိနညာယတိတိအင်္ဂံပြီးတော့မှလီနာအပါကတံဟောလီနာကအပါကတမထေရှားသော လီနာအဘဂဒံအင်ကံလိင်ကံလီနာအဘဂဒံအင်ကံလိင်ကံအဲ့တော့လူရင်းကတော့လီနာစတံအင်ကံသာတိလိင်ကံလို့သူဆိုတာပေါ့အဲ့တော့လီနာကအဘဂဒအနဟောရီမထင်ရှားတော့မပေါ်လွင်တော့သူကလိစ္ဆဝီမှာပါတဲ့လီနာမျိုးအဲ့တော့လိစ္ဆဝီမှာလည်းလီနာအဘဂဒသဝိရေတန်တိလိစ္ဆဝီလို့ဆိုတာဟုတ်မထင်ရှားတော့အရေးပါရှိလို့ သိသဝီလူမျိုးအဲ့မှာလေလီနာကအဘဂဒနဲ့ဟောတယ်ပေါ့အခုလည်းပဲမထင်ရှားသောလီနာရဲ့အဘဂဒအဲ့တော့လီနာအဘဂဒအင်္ဂံလိင်္ဂံလို့ဒီလိုလေးသမရတိသမဆိုတာပေါ့နော်မထင်ရှားသောအစိတ်အပိုင်းကိုလိင်္ဂအဲ့တော့သမရတိသမဆိုတော့ဂုံဂုံလေးဆက်မှာပေါ့ဒီလိုပေါ့လီနာဘောဂုံဤလီနာဘောဂုံဤလီနာဘောဂုံဤ အစိတ်အပိုင်းနှစ်လီနာဘောဘုံကြီးအစိတ်အပိုင်းနှစ်ဂုံဂုံလေးဆက်ပေါ့နော်ဂုံဂုံလေးဆက်ဝဇနာဟိတုဂုံဂုံလေးအဖြစ်ဖြင့်ဆက်ချင်းတံပန်ဒီဝဇနာဟိတုတဲ့အဲ့တော့ဂုံဂုံလေးဆက်ဝဇနာဟိတုနောက်မထေရှားသောအစိတ်အပိုင်းလိန်ရက်သည်မထေရှားသောအစိတ်အပိုင်းလိန်ရက်သည်ဝဇနီယာ မထင်ရှားသောအစိတ်အပိုင်းလင်ကြက်သည်ဝဆနီယမထင်ရှားသောအစိတ်အပိုင်းလင်ကြက်သည်ဝဆနီယမထင်ရှားသောအစိတ်အပိုင်းလင်ကြက်သည်ဝဆနီယပါဠိပဋိကံစသောပရိယေတ္တာသည်ပါဠိပဋိကံဒါတိချင်းနေလေပါဠိပဋိကံဆိုတာပုတ်တိုင်းပုတ်တိုင်းမှာပါဝင်နိုင်သောအရာကိုဟောလာပါဠိပဋိကံလို့ခေါ်ပဒံပဒံပတိပတိပဒံပတိပဒံဤဝပါဠိပဋိကံလို့ ဆိုတာလေအဲတော့ပုတ်တိုင်းမှာမဝင်နိုင်တော့ပုတ်ကိုလိန်လို့ခေါ်တာပုရိသဆိုတဲ့ဟာမျိုးပေါ့ပုရိသဆိုတဲ့ဟာလေးကပုရိသောမှလည်းပါနိုင်တယ်ပုရိသသမိမှလည်းပါတယ်ပုရိသေသူမှလည်းပူပါတယ်အဲတော့ဝိဘတ်တိုင်းနဲ့ပုတ်တိုင်းမှာပါနိုင်တဲ့ပုတ်ကိုလိန်ကလိန်လို့ခေါ်တာအဲပါဠိပရိကလည်းသူပဲလိန်ကနာမပါဠိပရိကံတမန်အတူတူပဲသူကအဲ့တော့ကိုရင်နဲ့တာမဏီလိုပဲဟုတ်လားအတူတူပဲလိန်ကနဲ့ပါဠိပရိကပရိရဲ့ တော့ပါဠိပရိကံစာတို့ပရိယေတ္တာတိဝဇဏီယထာအဲ့တော့လိင်္ဂဆိုတာလိင်ဆိုတာကတပည့်တော်တို့တတ္ထလိင်အထလိင်ဆိုပြီးတော့နှမျိုးရှိတာလေလိင်ဆိုတာဆရာတော်နာမိတ်စကလေးကလည်းရေးထားတယ်တတ္ထတတ္ထဤနှပြတိထာခွဲဖို့လိသူကအထလိင်တတ္ထလိင်နှမျိုးရှိတာပေါ့အဲ့တော့အထလိင်မှာသွားလာပုံမှန်တန်တန်ချင်းရာတတ္ထဖို့လေရုပ်စီရင်မှုချင်းရာစုရှုလေအခြင်းကြီးသူက အဲ့တော့သူကလိင်္ဂဆိုတာတကယ်တော့အချင်းအရာကိုလိင်္ဂခေါ်တာလိင်္ဂအာဒါရအချင်းအရာလေအဲ့တော့ရူပသတိမှလည်းဒီလိုတော့ညာလာရှိတယ်ပေါ့ဝိဒရာဝိဒရာဂါရဝောဟာရောဘယမုဒ္ဒကာရသုမာတိဇာနနေဟေတုဘာဝတောလိင်္ဂမိရိတာအဲ့တော့ဝိဒရာဂါရစတဲ့အချင်းအရာကြီးကိုတပုမစတဲ့ယောက်ျားစတဲ့အဖြစ်ကိုတိကြောင်းမို့လို့လိင်္ဂလို့ခေါ်တယ်အဲ့ဒီမှလည်းပါတယ်ပေါ့ အဲ့တော့ဝိတရာကာရအချင်းအရာကပုံလင်းဟုတ်လားအဝိတရာကာရအချင်းအရာကအဋ္ဌိလင်းနေဝဝိတရာနာဝိတရာကာရကြတော့နပုံလင်းတန်ရှင်းတဲ့အချင်းအရာကိုပုံလင်းလို့ပေါ့မတန်ရှင်းတဲ့အချင်းအရာကိုအဋ္ဌိလင်းဟုတ်လားတန်ရှင်းဒီလိမုံမတန်ရှင်းဒီလိမုံနဲ့အလေလက်အချင်းအရာကိုနပုံလင်းလို့အဲ့လိုခေါ်တာဟုတ်ဘာတန်ရှင်းတာတုံးဆိုတော့အဋ္ဌလင်းအတွက်ပြောမယ်ဆိုရင်တော့သွားပုံလာပုံနေပုံထိုင်ပုံမတန်တန်ရှင်းတာပေါ့အဲ့ဒါမျိုးကိုပုံလင်းယောက်ျားလို့ခေါ်တာပေါ့အဲ့မတန်ရှင်းရင်အဋ္ဌိလင်းမိမ့်မလို့ခေါ်တာပေါ့ ဒါကအထာလေးနဲ့ကြည့်ရင်ပြောတာတတ်တာလေးနဲ့ကြည့်ရင်ပြောရင်ကြည့်တွင်းကြတော့ရုပ်ရတဲ့အခါမှာရုပ်စီရင်တဲ့အခါမှာဟောလားတန့်ရှင်းတဲ့အချင်းညာရှိရင်ပုံလေးအဲရုပ်စီရင်တဲ့အခါမှာမတန့်ရှင်းတဲ့အချင်းညာရှိရင်အဋ္ဌိလေးဓာတ်ရုပ်တွေခွဲတာဟုတ်အချို့ကြတော့တတ်တာလေးကတော့အဲအထာလေးကတော့အဋ္ဌိလေးကြီးအဲတတ်တာလေးကပုံလေးဓာတ်ရုပ်လည်းရှိတယ်တတ်တာလေးကတော့ပုံလေးဖြစ်သွားဘာလို့ကမောအထာလေးကတော့မိမဆိုတော့အဋ္ဌိလေးပေါ့မိမဆိုတော့သွားပုံလားဘုံလား အနေဘုံထိုင်ဘုံမချင်းရခန္ဓာဘူဒီဆောက်ဘုံချင်းရမတန့်ရှင်းမှုလေအဝိဒနာကာရဒါကြောင့်သူ့ဘုံအဋ္ဌိလေးဒါမိမဆိုတော့အဋ္ဌလေးနဲ့ကြည့်မယ်ဆိုရင်ဒါမတန့်ရှင်းမှုပေါ့ဟောတတ္တလေးဘက်ကကြည့်မယ်ဆိုရင်ရတော့ရုပ်ွက်တဲ့အခါမှာမတန့်ရှင်းတယ်မဓုကမောဆိုတာပုရိသောလူမဓုကမာတိတိတ္တအောပြုအဲကျန်တဲ့ဘက်ဒီမှာလေပုရိတတ္တရှိသလိုမဓုကမတ္တနလာလိုက်နောက်ပုရိဒေနာရှိသလိုမဓုကံမီနနောက်ဘက်ကိုဟိနပြုလိုက်တာမျိုးတွေပေါ့ရုပ်ွက်တဲ့အခါမှာရုပ်ရှင်တဲ့အခါမှာမတန့်ရှင်းတယ် ဒါကြောင့်မတုကံမောလို့တတ္တလေကြတော့ပုံလေးဖြစ်သွားအထာလေကြတော့အဋ္ဌိလေသူကလေငါအဲ့လိုရှိတာသူတော်တန်ရှင်းမတန်ရှင်းနေမရှင်းမစိုးရှင်းမစိုးသွင်းသူနှလုံးအေးဟုတ်အဲ့တော့ပုံလေးတန်ရှင်းဟုတ်တန်ရှင်းရင်ပုံလေးမတန်ရှင်းပြီအဋ္ဌိလေသာမတန်ရှင်းအဋ္ဌိလေပြီးတော့မှနှစ်ဖြာမလို့နှဘုံကိုသုံးစုဆွဲရေးချိန်ခါရရတယ်ပြောတော့နန်တိုင်းစားပြီးတော့တက်တော့ကနေဆရာတော်ရေးခဲ့တဲ့အဓိပ္ပာယ်ကြီးပေါ့လေငါနဲ့ပတ်သက်ပြီးတော့ဒီမှာလေပုရိသ လေကပုံလေးအဋ္ဌလေးကပုံလေးဆိုတာကသူကတတ္ထလေးကိုကြည့်ပြောတာပါနော်။ဘာဒီမှာတော့တတ္ထလေးပေါ့။တတ္ထလေးကိုကြည့်ပြောတာပေါ့။အဲအဋ္ဌလေးကပုံလေးသူကရုပ်သီရင်နဲ့ခံမှာရုပ်သီရင်သူ့ဟလာချင်းရာရှုအဲ့တော့ရုပ်ရုပ်သီရင်သူ့ချင်းရာရှုအဲ့တော့ရုပ်သီရင်နဲ့ခံမှာအချင်းရာတပည့်တော်ရုပ်ရတဲ့အမှုရာအနေထားလက်တန့်ချင်းတယ်သူကအထောလေးအဋ္ဌာတိတိတဲ့အောပြု ကထာတိနာဥပကုဒိနာမြူကထာတိသာဥပတ္တသလာတံဒုလိတွေပေါ့ဟိုအဋ္ဌိလိန်လုံးဂါမေဓာရီအာယပြုဓာရီဓာရီမရှိဘူးပေါ့နော်အဲ့တော့အဋ္ဌိလိန်ကြတော့ပုံလိန်လောက်ရုပ်ရွက်တဲ့ခါမှာမတန့်ရှင်းမှုပေါ့နော်မလွယ်ကူဘူးပေါ့သူကအဲအကြောင်းတပြီးတော့လို့ပုံလိန်ကြတော့ရုပ်ရွက်တဲ့ခါမှာတန့်ရှင်းတယ်လွယ်ကူတယ်သူဝိဒရာကာရရှိတယ်တန့်ရှင်းတဲ့အချင်းရပေါ့အဲ့ဒါဒီရင်တက်ကလိန်ကားချင်းကြည့်ရင်ပုံလိန်ဖြစ်သွားတယ်အဲ့တော့ဘုရားတရားလေးကဝိသနာပုံလိန်ရဲ့အစွမ်းဖြင့်ဆိုထားတယ်ဆိုတာအဋ္ဌာကိုပြောတာအဋ္ဌာတရားလေးကိုပြောတာ တော့အထာလေးကိုပုံလင်းလို့ဒီမှာပြောထားတယ်တဲ့မူရင်းအတိုင်းညာဟုတ်လားဆိုတော့တတ္ထလင်းကိုပြောပြောတာလို့မှတ်ရမှာပေါ့နော်အထာလင်းတော့မဟုတ်ပါဘူးတတ္ထလင်းကိုပြောတာပေါ့အထာဆိုရင်တတ္ထလေးကပုံလင်းဆိုတော့တတ္ထလင်းကိုပြောတာပေါ့အဲတတ္ထလင်းဆိုတော့ရုပ်စီရင်မှုချင်းရာစုရှုလေအကြိမ်ကြိမ်ညာဒီမှာရုပ်စီရင်တဲ့အခါမှာတန့်ရှင်းတယ်အဲကြောင့်ပုရိသပုံလင်းဟုတ်လားပုရိသလင်းကပုံလင်းလို့ခေါ်တာပေါ့အဲကြောင့်ဒီလင်းကအခုဆိုတဲ့လင်းကအထာတတ္ထလေးကိုပြောနေတဲ့ တတ္ထလေးဒီလိုမှတ်မှာပေါ့နော်ဟိုအဋ္ဌလေးမဟုတ်ပါဘူးအဋ္ဌလေးကတော့အနတ္တလက်ကြည့်ပြီးတော့မိမတွေနော်အမျိုးသမီးတွေဟုတ်လားဒီလိုဟာတွေကြည့်ပြီးတော့မှအဋ္ဌလေးဒီလိုတတ်မှတ်တာဟိုအဋ္ဌလေးကအနတ်ကြည့်ပြီးတော့အရာကောက်ကြည့်ပြီးတော့အဋ္ဌလေးကိုပြောရတာဒီအမိတက်ရတာဒီဒါကြတော့တတ္ထလေးအဋ္ဌတတ္ထလေးကိုပြောနေတာဖြစ်နေပဲကြောက်ဒီလေးကတတ္ထလေးမိမပြောတဲ့ပရိသတ်လေးကပုံလေးပုံလေးဆိုတာအဲ့အဋ္ဌလေးကိုပြောတဲ့နော်တတ္ထလေးလို့ပဲသိရမှာပေါ့ဒီလိုတော့နော် တော့အထာတတာကိုပြောတာဖြစ်နေပဲကြောင့်တတ္တလေးဒီပုံလေးကတတ္တလေးဆိုတော့ရုပ်စီနဲ့အခါမှာတန့်ရှင်းတဲ့အတွက်ကြောင့်ဝိတရာကာရရှိနေတဲ့အတွက်ကြောင့်ပုံလေးဒီလိုလေးကိုသိရမှာပေါ့အဲတော့လီနာအဘဂဒံအင်္ဂံလိင်္ဂံဟုတ်လားဒါကမရာတိသမတ်ပဲတပြီးတော့လီနာအဘဂဒံအင်္ဂံလိင်္ဂံအဲတော့လီနာဘောကုံရဲ့အစိပ်ပိုင်းတပြီးတော့နဲ့ဟုတ်လားဂုံကုန်လေးဆက်ပြီးတော့ဝဇနာဟိတုပြီးတော့မထင်ရှားတော့အစိပ်ပိုင်းနော်လိင်္ဒရက်ကတပြီးတော့ဝဇနီယ ပါဠိပရိကံစတိကနော်တပည့်တို့ပါဠိပရိကံစတိကကိုဇဏီယထာအဲ့ဒါကကမ္မရာတိသမတ်ဆိုတာဟောလီနံအဘဂတံအင်္ဂံလိင်္ဂံမဂိယောလေးပေါ့သူလိုက်အင်္ဂိယတိအဝါယောဝဘာဝိနာ ယာယတိတိသင်္ကာဒီနာအပါကတံအင်္ဂဒိင်္ဂဒီနာဘောဂုံအစိတ်ပိုင်းဘောဂုံဤအဖြစ်ဖြင့်သက်ရှင်းတံပံဒီဝဇနဟိတုပတိရှားသောအစိတ်ပိုင်းဒိရက်ဒီဝဇနီယပါတိပရိကံသာသောပရိယတတဒီဝဇနီယသာနောက်တဏိဟုရှိတဲ့ဒီပုဒ်စင်ရေးလိုက်ပေါ့လီနာမတ်ထံချို့ဝတ်သောအနတ်ကိုလီနာမတ်ထံဂမယတိလီနာမတ်ထံဂမယတိဘောဓိတိတိလိင်္ဂံ လိနမထံဂမယတိဘောဓိတိတိလိင်္ဂံခုကျတော့လိင်္ဂကတပည့်တော်လိနတတ္တုပဒဂမုတပိပိစီနဲ့လိင်္ဂဖြစ်နေတာနော်ဣတန္တသမဣတန္တဒုတိယတက္ကရိသမဖြစ်သွားပြီသူကလိနမထံဂမယတိဘောဓိတိပိစီတည်းဒီဘောဓိတိတိလိင်္ဂံအဲ့ဒါတပည့်တော်ဣတန္တဒုတိယတက္ကရိသမနော်အဲ့တော့ဣတန္တသမဆိုတော့နှစ်ချက်ထုတ်အောင်ပါဘောဖိတ်တွေ့ရောသမတွေ့ရောဝဇနာဖြစ်တွေ့ရော ်နော်ရေးလိုက်ပေါ့ရှုဝတ်တော့အနတ်ဤရှုဝတ်တော့အနတ်ဤရှုဝတ်တော့အနတ်ဤဒါလီနာထွက်တာလीဒီနာမထရှုဝတ်တော့အနတ်ရှုဝတ်တော့အနတ်ဤသိစေခြင်းကရိယာနှင့်ဟောဒါကမှုဝတ်တာသိစေခြင်းကရိယာနှင့်ရှုဝတ်တော်အနတ်ဤသိသိခြင်းကရိယာနှင့်အာယုံအာရမဏိကအနတ်ကအာယုံကရိယာကအာရမဏိကအာယုံအာရမဏိက ာယုံအာရမဏိကကာရဏဖလအဖြစ်ဖြင့်ဆက်ချင်းတန်ပန်းဒီလကောအနက်ကအကြောင်းမလားဒီတိပိယာကအယူအဲ့တော့အာယုံအာရမဏိကကာရဏဖလအဖြစ်ဖြင့်ဆက်ချင်းတန်ပန်းဒီလကောအာယုံအာရမဏိကကာရဏဖလအဖြစ်ဖြင့်ဆက်ချင်းတန်ပန်းဒီလကောသိသိချင်းကရိယာဒီလကောဟောတခုထုတ်ပါလားဟိပြညာတမတ်ဆိုရင်သိသိချင်းကရိယာဒီလကောဝဇဏဟေတု ်ခန္ဓာဒူးသွားပြီးခုနကဒါတွေကဝိဇုပြောင်းတော့တပည့်တော်ဝဇနာဟိတုပြောင်းသွားတယ်လီနာမထံကံရတိဘောဓိတိတိလိင်္ဂံချုပ်ဝတ်တော့အနတ်ဤပြီစီခြင်းကရိယာနှင့်အာယုံအာရမိတာကရဏကလအဖြစ်ဖြင့်သက်ချင်းတံပံတက်ပြီး၎င်းပြီစီခြင်းကရိယာပြီး၎င်းဝဇနာဟိတုဆိုလိုက်လီနာမထံလီနာမထံကံရတိဘောဓိတိတိလိင်္ဂံချုပ်ဝတ်တော့အနတ်ဤပြီစီခြင်းကရိယာနှင့်အာယုံအာရမိကကရဏကလအဖြစ်ဖြင့်သက်ချင်းတံပံတက်ပြီး၎င်းပြီစီခြင်းကရိယာပြီး၎င်းဝဇနာဟိတု နောက်တစ်ခါတပည့်တော်ပုရိသလိန်ကပေါင်းလိုက်ပေါ့နော်ရေးလိုက်ပေါ့ပုရိသလိန်ကပုရိသတလိန်ကပုရိသလိန်ကပုရိသတလိန်ကပုရိသလိန်ကအဲ့ဒါစရိတပရိသမတ်ယောက်ျားဤလေပုရိသတလိန်ကပုရိသလိန်ကယောက်ျားဤလေပုရိသတလိန်ကပုရိသလိန်ကအဲ့တော့ယောက်ျားဤလေနဲ့ယောက်ျားဤလေနဲ့ အဝယဝီအဝယဝအမောင်းအစ်စ်ဆက်တာလေအဝယဝီအဝယဝအဝယဝီအဝယဝအဖြစ်ဖြင့်ဆက်ခြင်းတံပန်သည်ဝဇဏဧတုယောက်ျားဤဟောလာလေနှင့်အဝယဝီအဝယဝအဖြစ်ဖြင့်ဆက်ခြင်းတံပန်သည်ဝဇဏဧတုအဲ့တော့လေကလေးကအဝယဝမထင်ရှားတော့အစိတ်ပိုင်းဆိုတော့ယောက်ျားကအဝယဝီပေါ့အပေါင်းပေါ့သူကအစိတ်ရှိတော့အပေါင်းပေါ့ အဲ့ဒါအဝါယုံကြီးအဝါယဝဆိုတာပေါင်းစိတ်ဆက်တာနော်အဲ့ဒါအဝါယုံကြီးအဝါယဝအဖြစ်ဖြင့်ဆက်ခြင်းတံပံတက္ကတိဝဇ္ဇနာဟိတုအဲ့ဂုရိတလင်ကရဘာရမှာတော့မေတော့ပုံလင်ဖြစ်သောအဋ္ဌပုံလင်ဖြစ်သောအဋ္ဌတ္တဒရတိဝဇ္ဇနိယပုံလင်ဖြစ်သောအဋ္ဌတ္တဒရတိဝဇ္ဇနိယဒီနေရာမှာပုံလင်ဆိုတာအဋ္ဌတ္တဒါလေးညွှန်ပြောတာလေအဲ့တော့ပုံလင်ဖြစ်သောအဋ္ဌတ္တဒရတိဝဇ္ဇနိယ ပုံလိမ်ဖြစ်သောအတ္တတ္တတရတိဝသနီယပုံလိမ်ဖြစ်သောအတ္တတ္တတရတိဝသနီယနောက်ပုမလိင်္ဂံပရိယေကပုမလိင်္ဂံနောက်ပုမလိင်္ဂံပြီးတော့လာနှလုံးသင်းနဲ့ပုံလိင်္ဂံစပြီပေါ့ပုမလိင်္ဂံပုံလိင်္ဂံအဲပုံလိင်္ဂံကြာပုမတ္တလိင်္ဂံဒီလူတမာဒီလူတုံနဲ့တပည့်တော်တို့ပုမရဲ့မအကိုနေခဲ့ပြလိုက်တာပုံလိင်္ဂံဖြစ်သွားတယ်ဘဂန္တာပြုပြီးတော့ဒါနှလုံးသင်းနဲ့လေ ဲ့ကုမလင်္ကနဲ့ပုံလင်္ကအတူတူပဲအဲ့ကုမတလင်္ကဒီတုတမဒီတုဝင်လိုက်တာထူတာလေပြီးတော့အဲ့တော့ကုမလင်္ကပုံလင်္ကသာတော့ပရိယတ္တဒီဝဇဏီယထာသူကြည့်လိုက်ကုမတကုရိတ္တလင်္က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 ယောက်ျားဤလေးမင်းအဝရီဝါယဝအဖြစ်ဖြင့်သက်ချင်းတံပန်ဒီဝသနာဤလူပုံလင်ဖြစ်သောအထံတတ်တာရသည်ဝသနီရထပုံလင်ကပုံလင်ကသတော်ပရိယေတ္တာဒီဝသနီရထအဲ့ဒါပြီးတော့တပည့်တော်တို့မနမနလေးလေးလိုက်ပါ မနတ်စိတ်အဲ့မနတိကရိယာထအဲ့မနတိကမနတ်ပေါ့နော်မနတ်အဲ့တော့မနတိဇာနာတိတိမနောတိတယ်လို့မနတ်မနတိဇာနာတိတိမနောမနတိဇာနာတိတိမနောစိတ်တန်စီတော့မနောနဲ့ဒိဋ္ဌိဝိညာဏဟရယံတထာပြီးရမှာလीအဲ့တော့ မနတိဇာနာတိတိမနောတိချင်းကရိယာတကစိတ်တရတိချင်းကရိယာတကစိတ်တရတိချင်းကရိယာတကစိတ်တရစိတ်တန်စီတို့စသည်သူကစိတ်တန်စီတို့စသည်အဲ့ဒါမနမနမနတဲ့ကျန်တာဘာမှထူးဆန်းမှုဘူးမနတဲ့အပိစီနဲ့ကြီးသွားတာမနအဲ့တော့ဗာဒီတို့ဒီဒီမှလည်းမရဘူးမနသူကသူမနကျင့်တယ် အဲ့တော့မနတဲ့အပိသီမနတိသနာတိမနောသီတိတိယသက်စိတ်တဲ့စိတ်တန်စီဒောစသည်နောက်ဒီကရီဒါကရီရဲ့နိုင်ဆိုရင်ရေးလိုက်ပေါ့အာရမဏမုနာတိအာရမဏမုနာတိတော့မုနာတယ်နဲ့ဒီအာရမဏမုနာတိပရိစေဓတော်အပိုင်းခြားအဖြစ်ပရိစေဓတော်နိပရိစေဓနိပရိစေဓညာညောင်းမီးနဲ့ပြောကြတဲ့ဟာမျိုးအဲ့ပရိစေဓပရိစေဓတော်ဇာနာတိတိမနော အာရမဏမုနာတိပရိစေထတောဇာနာတိတိမနောအာယုံကိုအပိုင်းခြားအဖြစ်ပိုင်းပိုင်းပြီးတော့သိတတ်လို့เนาะတပည့်တော်တို့မနခေါ်လေအာယုံကိုပိုင်းပိုင်းပြီးတော့သိတတ်လို့မနအဲ့တော့အာရမဏမုနာတိပရိစေထတောဇာနာတိတိမနောသူကမုနာကနေမနဖြစ်တာနေလို့ဒီနေရတာပေါ့အဲ့ဒါတန်ယုံဒီကဝိဇ္ဇိုလ်လေတပည့်တော်တို့နောက်တနည်းကြတော့ဟာလာအာရမဏမိနာတိသူကြတော့မိ လုံးကြီးလေးနဲ့မိနာတိအာရမဏမိနာတိပရိသိန္ဒတိတိမနောအာယုပိုင်းချက်တက်လို့ပိုင်းချတက်လို့မနအာရမဏမိနာတိပရိသိန္ဒတိတိမနောသူကတော့မာနနဲ့ပြီးတာပေါ့အဲ့ဒါမာနကနေမနဖြစ်တယ်လို့ဒီနေ့ဒါလေးကြအတိနေတဲ့နေ့တွေပေါ့နော်အဲ့တော့အာရမဏဟာလာမိနာတိပရိသိန္ဒတိတိမနောအဲ့တော့အာယုကိုပိုင်းချက်ချင်းကရိယာတက်ကအဲ့လိုပဲလိုက်ပေါ့ အာယုံကိုပိုင်းဖြတ်ခြင်းကရိယာတကအာယုံကိုဟလာပိုင်းဖြတ်ခြင်းကရိယာတကအာယုံကိုပိုင်းဖြတ်ခြင်းကရိယာတကအာယုံကိုပိုင်းဖြတ်ခြင်းကရိယာတကနော်အတ္တလေးလေအတ္တနောမှာပါလေအတ္တအတ္တနောမိမိကရဏီယနာဟောလာကာနဝါကြကအတ္တနောအတ္တ အတ္တမိမိခန္ဓာကိုဟုတ်လားအတ္တဒါအတ္တတရားလေးကသိတိကာယီတဘာဝိသသောအတ္တပရမတ္တိသူကစိတ်လေဟောတယ်ခန္ဓာကိုလည်းဟောတယ်တဘာဝလည်းဟောတယ်သူရဲ့အဲ့တည်းကဒီနေရာမှာတော့မိမိဆိုတာကိုယ်ပေါ့ဟုတ်လားငါပဲဆိုတာကိုယ့်ကိုယ်ကိုပဲမိမိပဲလေဒီလိုပြောကြတာလေအတ္တဒါအဲ့ဒီအတ္တဝိညာဉ်ဆိုတဲ့အခါကျတော့အာဟိတောအာဟိတောအဟံမာနော အဟံမာနောငါဆိုတဲ့မာနကိုအာဟိတောထားအပ်ပြီအာဟိတောအဟံမာနောဣဋ္ဌာတိအတ္တာအာဟိတောအဟံမာနောဣဋ္ဌာတိအတ္တာအဓိကဝိဇ္ဇိုလ်စီပေါ့ငါဆိုတဲ့မန်ကိုထားရမှုလို့အတ္တကိုမိမိအဲ့တော့မာနတွေတူလောင်းထားရတဲ့ဒါကြောင့်ဒီတိုင်းမှာမာနရှိတယ်မန်ရှိတယ် အဲ့တော့အာဟိတောအဟံမာနောဣဋ္ဌာတိအတ္တမာနကိုထားခြင်းကရိယာတက္ကမာနကိုထားခြင်းကရိယာတက္ကမာနကိုထားခြင်းကရိယာတက္ကမိမိကိုယ်တရမိမိကိုယ်တရမိမိကိုယ်တရ မာနကိုထားခြင်းကရိယာတကမိမိကိုတရမိမိကိုတရပြီးတော့မှမိမိဟောတာကတတော့တလည်းဟောတယ်မိမိသောဘန္ဒဝိတဏိသတံသောဒနာတမိမနိဋ္ဌိယံဟုတ်လားတာပုမိသူနဲ့ကေဟုတ်တော့တဏိရေတော့တိလင်ကြီးကိုဒီနံမှာတရရဲ့နဲ့တွေ့အဲ့တည်းမှာအတ္တနိဆိုပါလေသောဘန္ဒဝိတဏိသအတ္တနိမိမိနဲ့ကိုဟောတယ်အဲ့ဒါကြောင့်တတိသမိမိကိစ္စပရတိသဒုညာကိစ္စနဲ့ဒီလိုပုံကြတယ်လေဒါကြောင့်တနောက်တကတကလည်းမိမိဟောတယ် ဲ့ဒါကတပည့်တော်ကိသုပ္ပိအတိုင်းပေါ့အတ္တံတော့ဟိသမိမနတ္တံတို့မှာအနတ္တံတို့ဘာဝနေဒီသားနဲ့အတ္တတ္တာကိုတက္ကပြုတယ်လို့ပြောထားတော့အတ္တနဲ့တက္ကလည်းပရိယေလို့ပြောလို့ရတယ်။ဒါကြောင့်သဟလာတက္ကဟောတခါကာယစသည်ဒီကိုဟောကာယစသည်သတက္ကအတ္တဘာဝသတက္ကကာယစသည်နော်ပြောအဲ့တော့ဒီအာယိတောအဟံမန္တောအိဋ္ဌာရီအတ္တကဝိဇ္ဇောကတစ်မျိုးဖြစ်တယ်လို့ သူကအတ္တအဟုဘထောင်းချိုက်ထားတဲ့နဲ့တပိစီနဲ့ပြီးတာသူကအာဓာတကလည်းအတ္တဖြစ်တာအာဟုဘထောင်းချိုက်ထားတဲ့တပိစီအဲ့တော့အာဓာတကလည်းအတ္တဖြစ်တာထားအရာမို့လို့ခန္ဓာကိုယ်မူမိအဲ့တော့အမှုဘဓာတ်တပိစီဆိုတော့အဲ့ဒါတိတ်ပုံနဲ့ကရိယာတိထောက်တဲ့အခါမှာအာဟိတောဖြစ်သွားလေအာဟိတောအဲ့တော့အာဟိတောဆိုတော့အမှုဘထောင်းချိုက်ထားတဲ့တပိစီအာဓာတအဲ့တော့ဣလာတော့အာဓိတ တုတ်ကြီးနဲ့ဒီကိုဟိယူတော့အာဟိတအဲ့လိုဖြစ်သွားတာဟုတ်အဲ့ဒါသူကသုန်နေကြအာချက်နဲ့မဆိုဘဲနဲ့တိတ်နေတော့ဆိုတော့ဒီဥစ္စာတမျိုးဖြစ်သွားတယ်အာဟိတောအမှန်တော့အိဋ္ဌာတိအတ္တဆိုတော့တမျိုးဖြစ်သွားတယ်အဲသုန်နေကြအာချက်နဲ့ဆိုရင်အာဒီယတိလို့ဖြစ်ရအာဟိတောနေရာမှာဘယ်လိုရှိတော့ဆိုရင်အာဒီယတိထားအပ်တယ်အဲ့တော့အာဒီယတိအမှန်တော့အိဋ္ဌာတိအတ္တလို့ဒီလိုဆိုရင်တော့ဘုရှင်းတာပေါ့အာဒီယတိအမှန်တော့အိဋ္ဌာတိအတ္တခုအာရိယတိလို့ဆိုနေကြနိုင်မဆိုဘဲနဲ့အာဟိတောလို့ပြိတ်နေနဲ့ဆိုလိုက်တာပေါ့ဗျာသာဗရဝိဓုဆိုတာလေလို့အမှတ်ပေါ့ သဗ္ဗဝိဇ္ဇာကိုကိငဲ့လူပြန်ဆိုတာသဗ္ဗဝိဇ္ဇာအဲ့ဒါအာတဗ္ဗဝိဇ္ဇာဆိုရင်အာဒီယတိအာမနောဣဋ္ဌာဒီအတ္တလို့ဆိုရမှာပေါ့အဲ့ဒါကိဝိဇ္ဇာပဲလို့မှတ်ပေါ့နော်တချို့မသိတော့ဒါကြီးဘုံဒီသမလားမသိဘူးနဲ့ထင်ကြတယ်ပေါ့နော်ဘုံဒီသမပြောရအောင်ပုံနဲ့ပုံမှမဟုတ်ပဲလို့ပေါ့အာပုပ္ပနောက်ထပ်ဓာတဲ့တပိစီဆိုတော့ဖိတ်ဘောဟလာဒါကြောင့်အာဟိတောအာမနောဣဋ္ဌာဒီအတ္တမာနကိုထာရင်ကရိယာတက်မိမိကိုယ်တက်တတကကာယသတိ တလီယအားလုံးရတဲ့ဝိတုပေါ့ဒုက္ခဒုက္ခအတ္တတိဘခတိတိအတ္တဒုက္ခဒုက္ခချမ်းသာဆင်းရဲကိုအထဒါတွေနဲ့အတ္တတိဘခတိခေစားတတ်လို့အတ္တမိမိကိုဒုက္ခဒုက္ခအတ္တတိဘခတိတိအတ္တဒုက္ခ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 အတ္တတိဘခတိတိအတ္တလို့မှတ်ပေါ့နော်ဒုက္ခဒုက္ခအတ္တတိဘခတိတိအတ္တ အဲ့တော့ဒုက္ခဒုက္ခကိုခေစားခြင်းကရိယာတကယ်ဒါလေးကိုရေးလိုက်ပေါ့ဒုက္ခဒုက္ခကိုခေစားခြင်းကရိယာတကယ်ဒီဝိဇ္ဇာကြတော့သူကအဒ္ဒတဲ့တပိစီနဲ့ပြီးသွားတယ်အတ္တကနော်အဒ္ဒနောက်စုမတပြုဝါမှုမှတ်ချက်ချဆိုတဲ့ဒီလိုခရာဒီမှာမကတော့ဝါဒုက္ခပြီးတဲ့ရုပ်နော်အဒ္ဒဒါတုပရတိဝမဂါရတဒဂါရဒဂါရတဟုတ်လားဒဂါရတဒဂါရတနဲ့အိမ်မှာခါတာရှိတယ်ဒီတိရီ အဲ့တော့ဒုက္ခဒုက္ခအတ္တိဘဂတိတိအတ္တဒုက္ခဒုက္ခကိုဖေစားခြင်းကရိယာတကယ်ဒီလိုလေးမှတ်ထားပေါ့။နောက်ပိပိတလေးလေးလည်းအဲ့ဒါပြီးကုန်သွားပြီသူက။ပိပိတစေလွတ်ပတ်။အဲ့တော့ပိပိတရာောက်တဲ့အခါတွန်သင့်ကိုလို့တွန်ကိုရတယ်ပြ။တွန်ကိုရတယ်ပြောင်းတွန်နဲ့ကြိုက်အောင်ဒီပိပိတကိုဒီအန်ဒီပိငွေအီမီတဲ့ပိနဲ့ဆိုပါမယ်။တွန်နဲ့ကြိုက်။အားကြောင့်ဒီလိုပိပိယတိတိနော်။ပိပိယတိတိ သိဝိဘသိဝိအဲ့သိဝိဘပီတိယတိပိပီတိတောနောက်ကတွမ်းလို့ရထားပေါ့တွမ်းလို့ရဗန်သိင်ကိုစေလုတ်အပ်တော့သိင်ပီတိယတိပိပီတိတောနော်မှန်လို့ရပီတိယတိပိပီတိတောစေလုတ်အပ်တော့သိင်ဟုတ်လားအဲ့တော့စေလုတ်ချင်းကရိယာတကစေလုတ်ချင်းကရိယာတကစေလုတ်ချင်းကရိယာတက စီလူချင်းကရိယာတက်ကစီလူအတော်သင်အဘတ်ထတဲ့စီလူအတော်သင်အဘတ်ထတဲ့စီလူအတော်လာသင်အဘတ်ထတဲ့စီလူအတော်လာသင်အဘတ်ထတဲ့စီလူအတော်သင်အဘတ်ထတဲ့နောက်ပဟိတောအာနာပိတောသတိ ပဟိတောစီလွတ်အာနာပိတောစီခိုင်းအပ်အဲ့တော့ပဟိတောအာနာပိတောစသည်ဒါဆိုနံပါတ်၄ပြီးသွားပြီဆိုတော့မက်ပြန်ဒီဝါကြလေးသိနေလို့ရတယ်ငါကြောက်ခွန်ကြီးကိုတစေရဒီမများတော့ဒါပြီးလို့အဲ့တော့ဒီအရင်၆ချက်ထုတ်ပြီးတော့တို့ကြဆိုခလာပေတိယတိပိပေတိတို့ပေတိတို့ဟူသောနိဗ္ဗာန်ပုတ်တိဝဇဏပေတိယတိဟူသောဝိဇောဝါကြတိဝဇဏတ္ထဒီလိုချင်းကရိယာတစ်ချက်ဒီဝဇဏဟိတုဣတိလိပတ်တိဝဇဏဟိတုဇောတကာ စီလုကတောသိအဘတ်ထာတရသည်ဝဇဏီယဝဟိတောအာနာပိတောသသောပရိယတ္တသည်ဝဇဏီယထာသူ၌ပေတိယတိတိပေတိတောပေတိတောဟူသောနိဌာနပုတ်တိဝဇဏာပေတိယတိဟူသောဥဒ္ဓဝါကြတိဝဇဏကစီလုရှိပရိယတ္တသည်ဝဇဏဟိတုဣတိနိပတ်တိဝဇဏဟိတုသောတကစီလုအတောသိအဘတ်ထာတရသည်ဝဇဏီယဝဟိတောအာနာပိတောသသောပရိယတ္တသည်ဝဇဏီယထာသင်တော်ရမဆုံးသက်ရအောင်